ယောက်ျားတမ်းမဲ့စိတ်ကောက်ရသလားဟုကိုကိုကို ပြောလို့မဖြစ်ချေပြောရင် ကိုကိုစိတ်ဆိုးပါမည်ဒါဆိုရင်စိတ်ကောက်တာထက်ပို၍ဆိုးလည်မည်ကိုကိုစိတ်ကောက်ရင်တနေ့လုံးကြာသည်စိတ်ဆိုးပြီဆိုရင်တော့နှစ်ရက်သုံးရက် စကားမပြောဘဲနေပြီးသားမှတကယ်တော့မိန်ကလေးဖြစ်တော့တီတီကသာ စိတ်ကောက်တင်သည် သူသည်ကိုကိုအထက် အသက်ငယ်သည်မဟုတ်လားတခုတော့ရှိသည် တီတီကသူ့မိသားစုမှအမအကြီးဆုံးဖြစ်၏ထို့ကြောင့်စိတ်ကောက်ဖို့အခွင့်အရေးမရခဲ့ကိုကိုကတော့မောင်နှမတွေထဲမှာအငယ်ဆုံးဖြစ်သည့်အပြင်တူတဲ့သောတာယောက်ျားလေးလည်းဖြစ်သည်စိုးကျင်တိုင်းစိုးခွင့်ရခဲ့သည် သူ့မိသားစုက အလိုလိုက်ထားခဲ့သည်ဤတွင် စိတ်ကောက်သည့်အကျင့်လည်းရနိုင်ခဲ့ပေသည်ဒီအကျင့်ကခုထိမပြောက်သေးယောက်ျားတို့ရဲ့စိတ်ကောက်သောအခါ ရေစရာတော့ကောင်းလေသည်မိန်းကလေးတွေလိုနှုတ်ခမ်းဆူခြင်းခြေဆောင်ခြင်းမျိုးလုပ်လို့မရစိတ်ကောက်တယ်လို့လည်းအပြောမခံခြင်းယောက်ျားတိတ်ခါကြာအောင်မည်ဒီတော့တစ်နေ့လုံးစကားမပြောဘဲနေတတ်သည် စကားမပြောဘူးဆိုတာတော့ဝစီဘိတ်လုံနေတာမျိုးတော့မဟုတ်တီတီကစပြီးစကားသွားပြောရင်အင်းဟင်းအင်းဟုတ်တယ်မဟုတ်ဘူးစသည်ဖြင့်ခက်ပြက်ပြက် ဒုံတီတီပြန်ပြောပြီးစိတ်ကောက်လေတဲ့အောင်ဟန်ဆောင်တက်ပြန်သည်ဒီနေ့လဲကိုကိုစိတ်ကောက်ဤအကြောင်းကတော့တိတ်ကြီးကြီးကျယ်ကျယ်မဟုတ်ချေအရာကနုံနုံချင်းထမင်းကြော်အစင်သက်မဖြစ်တော့ကြောင်းဖြစ်သည်ကိုကိုအရာမှနိုးရင်မပူမအေးခနှွေးနှွေးရှိသောထမင်းကြော်စားတတ်သည် တပူထဲမှထည့်ပြီးနှက်ပေးထားသောကော်ဖီကျန်းတောက်သည်မင်းညာကမျက်စိကြောင်နေသည်ဖြင့်တော်တော်နဲ့အိမ်မပြောထို့ကြောင့် မနက်အရာထအနောက်ကြသည် ကိုကိုအရာမှနိုးသည့်အချိန်တွင်တည်တည် မျက်နှာသိပ်ပြီးခါစားပဲရှိသေးသည်ရေထဲမှာမိကပြက်နေသဖြင့်လျှက်စိတ်မိဖို့ကိုတုံးလို့မရမိသွေးမိဖို့မှုွေးနေတော့ကိုကိုက မျက်နှာသိပ်ပြီးသွားသည်အိမ်သာဝင်ပါစေဟုဆုတောင်းတော်လဲကိုကိုထမင်းစားစပွဲမှာထိုင်ဆောင်နေပြီးအတန်ကြာတော့အခါစိတ်မရှိသဖြင့်ထမင်းကြောင့်မရသေးဘူးလားမေးသည်ခဏလေးနော် ဒီဒီအိယာထနည်းနည်းနောက်ကျသွားလို့မကြပါဘူးနေပါစေတော့ကလေးထိုင်ကိုခက်ကြမ်းကြမ်းတွန်းတန်ကြရသည် ကိုကိုအပြင်ထွက်တော်မြည်ဘဝင်းကားစပြီးတစ်ဖက်ရည်ဆိုင်ထိုင်တော်မြည်အတော်ကြာမှ ပြန်လာသည်ဒီဒီဈေးတော်ကနေဒီနေ့ဘာဟင်းစားမလဲကိုကိုဟုမေးသေးသည်ချက်ချနာချက်ကိုကိုကသုံးမုံသောမျက်နှာဖြင့်ပြန်ပြောသည် ကိုကို စိတ်ကောင်းနေပြီရုံမရတရတော့ပြင်းကြီးခြောက်ကက်စွာ ပြီးဆုံးရတော့မည်ဟုတည်တည်တည်လိုက်၏ပင်ကိုကစကားနေသော ကိုကိုသည် ခုလိုစိတ်ကောင်းနေပြီဆိုတော့ပြောပွဲရာမရှိပြီတည်တည်ဈေးကပြန်လာတော့အခါပလက်ကလေးထိုင်မှထိုင်ပြီးတရင်စာဖက်နေသော ကို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 ကြက်တက်ငပြေမာကြီးတွေတွေ့လို့ဝေလာတယ်တည်လားဟုလေပြေထိုးကြည့်တော့လဲကိုကိုကမကြားသလိုလုံနေ၏ချက်ပြုတ်ပြီးစီသည့်အထိပလက်ကလေးထိုင်မှကိုကိုမထားသေးရချိုးတော့လေထမင်းစားရအောင် တီတီကပြောသည်မစားသေးဘူးဒုံတီတီပြန်ပြောသည်ငပြေမကချက်ပြီးပြီးချင်းစားမကောင်းတာဆိုတော့လဲဘာမှပြန်မပြောတီတီရေချိုးသည်ကိုကိုကိုခေါ်ရရမည်မဟုတ်မှန်းသည်၍မခေါ်တော့ပဲ သူ့ဘာသာထမင်းစားသည်ပြီးတော့ကိုကိုအတွက်ထမင်းပွဲဆက်ပြင်ကစကားဖြင့်အုပ်ပေးထားလိုက်သည်ကိုကိုသည်ဟန်လုံးနေတော့လဲတော်တော်စာနေမိဖြစ်ကြောင်းသူသိခါတိုင်းရုပ်ပရက်တွေ တည်တည်ဟင်းချက်နေလျင်မကြက်သေးဘူးလားဆာလာပြီဆိုပြီးဟင်းအိုးကိုမစီမဆိုင်လာလာဖွင့်ကြည့်နေကြထို့ကြောင့်ဟိုဘက်ကခဏသွားအောင်ဆိုပြီးရှောင်းပေးလိုက်သည်တနာကြီးတတကြမှပြန်လာသည်ကိုကိုသည်ရေချိုးထမင်းစားပြီးနေပြီဘာသာပြန်ဝိတုစာအုပ်တုံးနေအတူ ပလက်ကလေးထိုင်ပေါ်ပြန်ရောက်နေပြန်၏တည်တည်ပြင်းလာသည်ရုံပရက်မှာကိုကိုနဲ့စကားလေးပါလေးပြောခြင်းသည် ယုံဖွင့်ရဲဆိုရင်မနဲ့အရာထချက်ပြုတ်ပြင်ဆင်ပြီးအတီးတီးယုံသွားကိုကိုကအိမ်ပြန်နောက်ကျတတ်သည်အပေါင်းအသင်းတွေနဲ့တဏီယာမဟုတ်တဏီယာပါသွားတတ်စမြဲခုလိုရမျိုးမှသာလင်မယားအချိန်ကြာကြာမျက်နှာချင်းဆိုင်ရသည်ဒီကြားထဲမှာမှကိုကိုကစိတ်ကောက်ပြီးမခေါ်မပြောလုံနေတော့ကိုကိုကိုချော့မပဲဟုစိတ်ကူးသည်ကိုကိုဘေးမှာကြုံကြုံလေးသွားထိုင်သည်ကိုကိုက မျိုးလုံးကလေးတောင်လမ်းမကြည့်သေးကိုကိုကဘာဖြစ်နေတာလဲဟုမေးသည်ဘာမှပြန်မပြောတီတီဘာများလုံးမိလို့လဲဩဟုတ်ပြီအနက်ကကိုကိုအိယာထထခြင်းထမင်းကြော်အစင်းတည်းမဖြစ်လို့လားနက်ပြန်ဒါမျိုးမဖြစ်စေရဘူးတီဂရီပေးတယ်ဟုတ်လားဘာမဟုတ်သည့်ကိစ္စလေးအတွက်ကိုကိုကို အပြစ်လုပ်ပြီးတောင်းပန်နေရသည့်အတွက်တီတီရဲကျင်တယ်လို့ဖြစ်လာ၏ရဲလို့တော့မဖြစ်ချေကိုကိုက သူ့ကိုလောင်ရကောင်းလားဆိုပြီးဒေါကန်သွားနိုင်သည် ကိုကိုမျက်နှာထားကိုအကဲခတ်ကြည့်တော့လဲသုံးမုံနေတော့မယ်တမင်ဟန်ဆောင်ပြီး တင်းထမှန်တော့တည်တာဤတို့ရတွင်ဘာတတ်နိုင်မလဲဒါကိုပြောင်းချော့ဖို့ကတည်တည်တာပေါ့ကိုကိုတည်တည်ကကလေးထိုင်းလက်တန်းပေါ်တင်ထားသောကိုကိုလက်ကိုလမ်းကန်ရင်ခေါ်လိုက်သည်ကိုကိုက လက်ကိုယုံဖယ်ပြီးစက္ကနဲထသည် ထို့နောက် အိမ်အောင်ဆင်ပြေထွက်သွား၏တဖရေဆိုင်မှာတမေတမောထိုင်လေအောင်တော်မြည်တီတီကတပြင်းချရပြန်သည်ညနေဆောင်မှကိုကိုပြန်ရောက်လာသည် မျက်နှာသာအပြောင်းလဲမရှိသေးတီတီလည်းစိတ်လျှော့ထားလိုက်ပြီးကိုကိုကို ကြည်လင်လာအောင်မကြိုးစားချင်တော့ကိုကိုလက်ထက်မှာစာအုပ်ဆိုင်ကငှားလဟန်တူသော Cherry မဂ္ဂဇင်းကို တွေ့လိုက်ရသောအခါတီတီအထင်မှန်ကြောင်းပို၍ထေချသွားသည်ကိုကိုသည် တိန်လုံးမှာသူ့အတွက်နေစရာဆိုလို့ဘလက်ကလက်ထိုင်တစ်လုံးသာရှိတော့သည်ဟုထင်နေသလားမသိဝင်ထိုင်ပြီးမဂ္ဂဇင်းစာအုပ်ကို ဖွင့်သည် သူတတလုံးဒီလိုကြီးတော့နေနိုင်မည်မဟုတ်မတကဒီတညစောင့်နေလိုက်ရုံသာကံကောင်းလျင်ညာရင်းချင်းတော်ကိုကိုစိတ်ပြေသွားနိုင်သည်ဟုတီတီတွေးလိုက်သည်ညစာထမင်းစားခြင်းရောက်ပြီးတီတီဟင်းတွေ့သည် ထမင်းပွဲပြင်သည် ကိုကိုဟင်းပူတော်စားရအောင်ဟု ရမည်မဟုတ်မှန်တိလျက်ခေါ်လိုက်သေးသည်ကိုကိုကစာအုပ်ကိုပိတ်ပြီးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်ပြီးတော့စာအုပ်ပြန်ဖွင့်သည်တီတီတယောက်တည်းစသည် ကိုကိုအတွက် ပြင်ပြီးဇကာနဲ့အုတ်ထားပေးရပြန်သည်ထို့နောက်အင်းရှိကန်းပြန်ထွက်ပြီးလုံကြီးရဲ့စုပ်တွေချုပ်နေလိုက်သည်တယောက်နဲ့တယောက်ဇကာမပြောပြကြသဖြင့်သူတို့အိမ်ကန်းကလေးသည်လူတယောက်မှမရှိဟုဘေးလူထင်စရာဖြစ်နေ၏ထို့စဉ် တကားခောက်တန်ကြရသည် ကိုကိုကောင်းထောင်ပြီးနားဆွင့်ဟန်ပြုသည်တည်တည်တကားသွားဖွင့်သည်အပေါဝါမှာရက်နေသူနှစ်ယောက်ကို တွေ့ရ၏ကိုကိုတင်ငယ်ချင်းများဖြစ်သောဇော်ကြီးနှင့်ဇော်လေးအမွာညီအကိုတည်တည်ကပြုံး၍နှုတ်ဆက်ဆင်ပါပဲဟာဟဲ့ကောင်တွေလာကြကိုကိုအတန်ကကြေလောင်စွာ ထွက်ပေါ်လာသည်တည်တည်ကကိုကိုကိုလှဲ့ကြည့်လိုက်သည် ကိုကိုမျက်နှာထားမှာ ဆော့ဆော့ကနဲ့တခြားစီဘလူးကကနေရမှာမြောက်ကကိုရုတ်တရက်ပြောင်းလဲလိုက်သလိုပဲချက်ချင်းပြုံးရွှင်မြူးထူလာသည်ထို့နောက်သင်္ကြန်သုံးယောက်စကားထိုင်ပြောရင်တဝဝတာဟာဟာဖြစ်နေကြလေသည်မိမနဲ့ဆိုလျင်စကားနဲ့တဲ့တော့ကိုကိုသည်သင်္ကြန်နဲ့ကြတော့သူကားကြီးတိုင်ခံပြောနေတော်သည်ထို့မြတ်မကတည်တည်ရဲ့ဒီကောင်တွေကို တခုခုကြွေုံလေဟု ်စောစောကဘာမှမဖြစ်ခဲ့သေးလားလမ်းပြောလိုက်သည်သည်တီတီကမြေပဲလေးနဲ့ရင်းနှွေးချမ်းချပီးရင်ထမင်းကောစပြီးကြပြီလားဘယ်စားရအောင်မလဲဇော်ကြီးကဖြေသည်ဒါဆိုလဲစသွားကြပါလားဟင်းတွေရှိပါတယ်ထမင်းအိုးတလုံးတက်လိုက်ရုံပါပဲနေပါစေဟဲဟဲဆိုပြီးဇော်လေးကိုကြည့်သည်ဇော်လေးကစက်ဖြဲဖြဲလို့ရင်ငါကအပြင်ထွက်စားမလားလို့ ေးกว่าကောင်းသားပဲအားလို့လဲမဆုံးနာကြပြီဟုကိုကိုက အားတက်တရောပြောပြီးတီတီပတ်လဲရင်ကိုကိုလိုက်သွားရမလားယင် ပြုံး၍မေးသည်တီတီမလိုက်ပါနဲ့ဆိုရင်ကောမလိုက်ဖဲနေမှာမို့လို့လားလိုက်သွားပြရစိနော်တီအနုညော့ခွန်တောင်းတယ်လို့ပြောသည်ပြီးတော့တဟာဟာရည်သည်မင်းကတော်တော်မိမကြောက်ရတဲ့ကောင်ပဲစောကြီးကအစသည်ကြောက်ရတာဘောကွ ဟုတ်ဘူးလားတီတီ အလကားကိုစောကြီးဒီနေ့လုံးမျက်နှာကြီးစူပုတ်နေတာကျမကိုလည်းစကားမပြောဘူးခုကိုစောကြီးတို့ရောက်လာမှ ပြုံးလားရေလားဖြစ်လာတာနောက်ဆိုရင်သူကျမကိုစိတ်ဆိုးနေတဲ့အခါစိတ်ပြေအောင်တငယ်ချင်းတွေကို ပြေးခေါ်ရမလို့ဖြစ်နေပြီပြောပြီးမှ ကိုကိုကိုလမ်းအကဲခဲရသည်သည် ကိုကိုက စိတ်ခုဟန်မပြဘဲပြုံးဖြည်းဖြည်းလှုပ်၍အဝယ်စားလဲရန်ထထွက်သွား၏စော်ကြီးစော်လေးတို့နဲ့ သွားလျင်ရဲတောက်ဖြစ်ကြမည်ဖြစ်ကြောင်းတည်တည်တည်ပြီးသာစိတ်တော်မပူကြီးစော်ကြီးစော်လေးတို့နဲ့ဆိုလျင်စိတ်ချရသည် ကိုကိုကလည်းအရက်ကိုဆွဆွဲမဲ့မဲ့ညံ့ညားဆာဆာတောက်တတ်သူမဟုတ်အပြောသဘောသာဖြစ်၏တောက်ပြီးပြန်လာရင်လည်းစူစူပူပူမလုပ်တဲ့သဘောတောင်ကောင်းလာတတ်သေးသည်ကိုကိုညနေမှပြန်လာမည်ဖြစ်ကြောင်းသိသဖြင့်တစ်ဖက်အိမ်မှရုံမြန်တန်းကြားသွားကြည့်နေလိုက်သည် အစီအစဉ်ပြီးတော့အိမ်ပြန်လာပြီး ချုပ်လက်ဆလုံးကြီးတွေချုပ်ရင်းကိုကိုကိုစောင့်နေ၏ကိုကိုကတီတီကိုစိတ်ဝင်စားနေကြောင်းတငယ်ချင်းတွေကိုအတီပေးတင်ပြသည်တငယ်ချင်းတွေက သဘောတူသည်ဟုအတီပြုဆုံးဖြတ်ပြီးတော့မှဖွင့်ပြောခဲ့ခြင်းဖြစ်၏ချစ်ခဲ့ပြီးကြတော့လေတီတီနဲ့ရုပ်ရှင်ကြည့်ဖို့အချင်းရတွင်ရုံးကိုတငယ်ချင်းတွေတပြုံတမာကြီးခေါ်ခြင်းခေါ်လာတတ်သည်တီတီနဲ့ချင်းဆိုပြီးကမှငယ်ချင်းတယောက်ယောက်ကဆွဲခေါ်လျင်ပါခြင်းပါသွားတတ်သည် လက်ထပ်ပြီးတော့ကတီတီကပြည်တော်စုနဲ့ပြာကန်းတွေကြည့်ကျင်တယ်ဆိုလျင်သာမအားဘူးမနစ်ကလည်းကြည့်ပြီးမဟုတ်လားဆိုပြီးလိုက်မပို့ခြင်းပဲရှိခြင်းရှိမည်တင်ငချင်းတွေကခေါ်ရင်မြို့ထဲမှာတင်ငချုံအထိလိုက်ပြီး တဖက်ရည်တောက်ရှင်တောက်တဲ့ကြီးတီတီနေမကောင်းလို့အစည်းကမ်းလိုက်ဖို့ဖို့ကိုအင်တင်တင်လောက်တတ်တော့လေမြေသားမျိုးကသူတင်ငချင်းတယောက်ချော်လဲလို့သွားတစ်ချောင်းကျူးသွားသည်ကို တကူးတကသွားပြီးတရေမေဘူးသည် အငငယ်ချင်းတယောက်ရဲ့အဖေတို့အမေတို့သုံးတာမျိုးဆိုရင်တော့ခုနှစ်ရလုံးလုံးအိမ်မပြန်တော့ပဲအတုဘအိမ်မှာပဲနေနေတတ်လေသည် ခုလဲမိမကိုတနေ့လုံးစိတ်ကောက်နေပြီးတငငယ်ချင်းတွေလည်းလာရောချက်ချင်းအကောင်ပကတိဖြစ်ပြီးဟေလာဝါလာလို့ရင်ကောက်ကောက်ပါအောင်လိုက်သွားပြီးတကောင်နီးပါးမှတကားခောက်တန်ကြာရသည်တီတီတကားဖွင့်ပေ၏ကိုကိုနည်းနည်းတော့မူလာပြီးတီမေးသေးဘူးလားမေးသည် ကိုကိုကိုစောင့်နေတာ ဒီကတိတ်နေမှာပဲဒါကြောင့်ချက်ရတာဆိုပြီးတီတီပါကိုခပ်ဖပဆွဲလိမ့်သည်တီတီသာကိုကိုတငယ်ချင်းဖြစ်ရင်တိတ်ကောင်းမှာပဲနော်ဟုတီတီပြောလိုက်ချင်းသည်တို့ရတွေမပြောပြချေပြောလျင်မတော်တဆကိုကိုစိတ်ကောက်ချင်းကောက်သွားမှာဆိုရသည်ခုလိုညာကြီးမှုချုပ်ကြတော့မှကိုကိုတငယ်ချင်းတွေကလည်းတီတီကိုလာကယ်နိုင်ကြမှာမဟုတ်တော့